မလူပေါင်းရဲ့ဇက်တပိုင်းဇာတိတာဖောက်ပြန်မှုဒါမှမဟုတ်ရင်မှန်ကန်မျှတတဲ့တရားဥပဒေစိုးမိုးရေးမရှိမှုဒီနှစ်ခုကြားမှာကလေးငယ်မရိမှုတွေဟာတဖြည်းဖြည်းတိုးများလာနေပါတယ်ဒါတွေကိုဘလို့တားဆီးကာဝယ်ကြမလဲဒီကြောင်းတွေကိုဒီကနေ့ DVB တပိတ်အစီအစဉ်မှာဆွေးနွေးကြကြမှာပါကျွန်တော်ကမျိုးတာထပ်ပါ ဒီဒီဘက်ကကြိုဆိုပါတယ်ကလေးတငယ်မဒိမ့်မှုဘလို့တားဆီးကာကွယ်ရမယ်အကြောင်းကိုဒီဘက်ဆွေးနွေးမှာဖြစ်ပါတယ်ကလေးတငယ်မဒိမ့်မှုလို့ဆိုတဲ့နေရာမှာမိန်းကလေးပါသလိုယောက်ျားလေးတွေလည်းပါပါတယ်အမြင်ရသည် စေးစရာ မကြားရသည် ရှင်းနေလို့ကျွန်တော်တို့ဆိုစကားရှိပါတယ်အဲ့တော့ဒီနေ့ဆွေးနွေးမှုတွေပတ်သက်ပြီးတော့ပုံမှန်လေးနဲ့ဆွေးနွေးတဲ့အခါမှာမြမရင်ကျေးမှုအရမစီလျော်တာတွေနည်းနည်းလေးနားမခံတာတဲ့စကားလုံးတွေရှိရင်လည်း ိခံခွင့်လို့ကြည့်ပေးပါလို့မြစ်တရခံပါတယ်ပထမဆုံးကျွန်တော်ပေးသက်တဲ့ဥဆောင်ဆွေးနွေးသူလေးကိုမိတ်ဆက်ပေးလို့ပါတယ်ကျွန်တော်ရဲ့ညာဘက်ကပုဂ္ဂိုလ်ကတော့ Peace and Justice Law Firm ရဲ့တရားလွှတ်တော်ရှင်နေဒေါက်ခင်မိုးမိုးဖြစ်ပါတယ်ညာဘက်ကပုဂ္ဂိုလ်ကတော့ Equality Myanmar ရဲ့ Director ဦးအောင်မျိုးမြင့်ဖြစ်ပြီးတော့ညာဘက်ကပုဂ္ဂိုလ်ကတော့ Colorful Girls ရဲ့အဖွဲ့ရနေပြီးတော့ပါဝင်ဆွေးနွေးမဲ့နန်းသစင်မင်းဖြစ်ပါတယ်ညာဘက်ကပုဂ္ဂိုလ်ကတော့ Save the Children ကလေးတွေကောက်ဆောက်ရှောက်ရေးအစီအစဉ်ရဲ့ဌာနမှူးဒေါက်တန်နာကျော်ဖြစ်ပါတယ်ဒီကလေးတွေငယ်မတိမှုတွေအတပြည့်ပြည့်တိုးမြလာနေတယ် ဘလောက်တောင်များနေပြီလဲပြည်တံတွေရောထိရောက်တဲ့ပြည်တံတွေချရလားခလေးသူငယ်မရိမှုဆိုတာကတော့ကျမတို့လူပောင်လောကကြီးကဘလို့မှလက်မခံနိုင်တဲ့ကိစ္စကြီးဇာတိထဖောက်ပြန်မှုတွေဇာတိထဖောက်ပြန်တဲ့အပြင်ကျမတို့လောကပါလာတရားနှစ်ပါးကိုပြက်ပြားစေတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့အချက်နဲ့အကြောက်တရားမရှိတဲ့သူတွေရဲ့ပြုလုပ်မှုဖြစ်ပါတယ်နောက်တစ်ခါကျမတို့ဥပဒေရေးရနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေလူခွင့်ရအချက်အားလုံးလိုလိုချိုးပေါက်တဲ့အမှုဖြစ်တယ်လို့အမျိုးသမီးခွင့်ရစီရောနဲ့ပတ်သက်တာကိုလည်းချိုးပေါက်တယ် အဲ့ဒီလိုပဲ child right CRC နဲ့ပတ်သက်တာကိုလည်းချိုးဖောက်တယ်2014အထိမှာ1000ကျော်လောက်ရှိတယ်ဗမာတပြည်လုံးမှာခုဒီ15 15မှာလည်းပုံများလာပါတယ်ဒါရဲတပ်ဖွဲ့မှာတရားဝင်လက်ခံရရှိတဲ့စီရင်မဲ့ရှိသေးတယ်စီရင်မဲ့ရှိသေးတယ်ဒီမှာဘယ်လောက်ဖြစ်နေလဲဆိုတာကျွန်တော်တို့မသိဘူးအပြင်မှာနှိမ့်နှိုင်းပြီးကြေးအေးလိုက်ကြတာမျိုးတွေလည်းရှိသေးတယ်ဟုတ်ကဲ့အစပေါင်းများစွာများလာနိုင်တယ်အဲ့တော့ဒါတွေကို ထိရောက်ဟန့်တာစွာနဲ့ဥပဒေအရဆောင်ရွက်အေးအေးယူပေးဖို့ဟာကျမတို့အားလုံးမှာတာဝန်ရှိတယ်လက်ရှိမြင်နေရတဲ့အနေအထားအရ ုတ်ကဲ့လက်ရှိမြေပြည်ချမှတ်ရလားချမှတ်ရလားဆိုတာကျမတို့ရှမ်းပြည်မှာတော့တော်တော့ကိုစူးစမ်းရင်ဖြစ်ပါတယ်အဲ့ဥောမျိုးမင်းဟုတ်ကဲ့ပါဒီပြည်မှုကျူးလွန်သူတွေကဘယ်သူတွေလဲပြည်မှုကျူးလွန်တဲ့နေရာမှာကျွန်တော်ကြည့်မယ်ဆိုရင်အမျိုးအစားနှစ်ခုတွေ့ရကြတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာလို့ပြောလို့ရတော့ကလေးသူငယ်တွေကိုပဲလိန်ဆက်ဆန့်ကျင်တဲ့ fit to five ဆိုတဲ့အမျိုးအစားတစ်ခုရှိပါတယ်ဒါကိုလည်းကဘာမှာစိတ်ဝေဒနာတစ်ခုသတ်မှတ်ထားပါတယ်နောက်ထပ်တစ်မျိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အခြေအနေတစုံတရာဖန်တီးမှုကြောင့် ါမှမဟုတ်ကိုယ့်ရဲ့တိတ်ခါကိုမထိနိုင်သောအခြေအနေမျိုးကြောင့်အเจ้าညာတစ်ခုပေါ်မှာအခြေခံပြီးဖြစ်တဲ့အရာမျိုးလည်းရှိပါတယ်ဒီလူတွေကိုတားဆီးလို့မရဘူးတားဆီးဖို့ကတော့ခုနလိုစိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ဒါလည်းလုံးဝပေးလို့ရမလားဒါလုံးဝလက်မခံသင့်ဘူးကျွန်တော်အားလုံးကဒါကိုကာကွယ်ဖို့တာဝန်ရှိတယ်။ဒါကယောဂါပါ။ဒါကတော့အခြေအနေပန်နီးလို့ဖြစ်သွားပါဆိုစင်ကြင်လုံးဝမရဘူးဗျ။ဘာကြောင့်လဲဆိုတော့ကလေးသူငယ်ဆိုတော့ကျွန်တော်ကာကွယ်ပေးရမယ့်တာဝန်ကိုရှိတယ်။ထိတိရောက်ရောက်ကိုကျွန်တော်အရေးယူဖို့လိုအပ်တယ်။အဲ့ဒါအရေးမယူနိုင်လို့ရှင်တော့ကျွန်တော်တို့ကလေးတွေဒီထက်ပုံမျိုးဆိုးွားတဲ့ဘဝကိုထိုက်ရောက်နေမှာ ဆွေးတင်ပါခလေးတွေကိုကူညီနေတယ်အမျိုးသမီးအခွင့်အရေးတွေလှုပ်ရှားနေတယ်အဲ့တော့ဒီကိစ္စတွေကပြည်မှုကျူးလွန်လိုက်ပြီခလေးတွေငယ်ကခံလိုက်ရပြီရဲရတရားစွဲတင်ပို့လိုက်ပြီတရားရုံးမှာကြာတော့ဒီပြည်မှုကျူးလွန်တဲ့သူကိုအပြစ်ချဖို့အမှုတိဆောက်ရစွဲချက်တင်ရအမှုဆစ်ရပေါအောင်ဆစ်ရမိကွန်းတွေကနားမခံတာနဲ့မိကွန်းတွေမေးရဒီအဖြစ်ပြက်ကိုမျက်စိတွေမြင်လာအောင်တရားရုံးကလူတွေကြောက်ပြောရအဲ့တော့ဒီလိုဆစ်ဆီးတဲ့အခါကျရင်တစ်ချက်ကနေနှစ်ချက်ဖြစ်တဲ့ကိစ္စတွေမကျေနပ်တဲ့ကိစ္စတွေရှိအဲ့တော့ဒါတွေကိုပြေလဲအောင် ်အတရားသူကြီးကအမျိုးသမီးတရားသူကြီးဖြစ်ဖို့လိုသလားဒါမှမဟုတ်ဘလို့လုပ်ရင်ကောင်းမလဲခံရတဲ့သူတွေမှာအများစုကအမျိုးသမီးလေးတွေဖြစ်တယ်မိန်းကလေးတွေဖြစ်တယ်ဆိုတော့ကျွန်မအနေနဲ့ကတော့သူနဲ့လိုက်ပါတဲ့တရားသူကြီးရောသူနဲ့လိုက်ပါတဲ့သူတွေကအစရဲရရအစအမျိုးသမီးဖြစ်ရင်တော့ပိုကောင်းပါတယ်နောက်တစ်ခုကသူကိုယ်တိုင်ကလည်းတကယ်ပဲပွတ်ပွတ်လင်းလင်းပြောဆိုလာအောင်သူ့အားပေးတဲ့ပတ်ဝန်းကျင်လည်းတခုလိုတယ်လို့တော့ကျွန်မထင်ပါတယ်ဒီနေရာမှာလေပြောကြရရှိမိမချင်းမစားနာဘူးလို့ တရားသူကြီးမိန်းမဖြစ်တိုင်းရဲကမိန်းမဖြစ်တိုင်းတရောဆန္နာပြီးတော့တည်တည်ဆကြပြစ်မှုကျူးလွန်တဲ့သူကိုပြစ်ဒဏ်ပေးနိုင်အောင်လို့ကူညီပါမယ်အမျိုးသမီးကမဆန္နာတဲ့အမျိုးသမီးဆိုတာဖြစ်လာမယ်ဆိုရင်တော့မှအဲဒီလိုအမျိုးသမီးတွေအများကြီး awareness ပေးဖို့လိုတယ်ပညာပေးမှုတွေပြဖို့လိုတယ်ဒါဆိုလို့ရှင်တော့ကျမတို့တကယ်ထိရောက်တဲ့တရားရေးမှာပါဝင်လာတဲ့အမျိုးသမီးတွေကပို့ပြီးတော့ဒီလိုကိစ္စမျိုးတွေကိုပူပေါင်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ကျမမြင်ပါတယ် ဒေါသနာကြော်မိလိုက်ပါအခုဒီကိစ္စတွေဘယ်လောက်ဖြစ်တာများနေပြီစဉ်းစားရရင်တိတိကျကျဘယ်သူတွေကတော့ဘယ်နေရာမှာဘယ်လောက်လုပ်တယ်ဆိုတာမျိုးစစ်စစ်ချေချာစဉ်းစားကောက်ထားတာရှိလားအာဒီရရွာအခြေပြုကလေးငယ်ကောက်ဝင်စောင့်ရှောက်ရေးလုပ်ငန်းလုပ်နေတဲ့ဘောနော်စီမံကိန်းရဲ့ area တွေမှာရှိအဲရှိတဲ့သယင်းစရာရယ်ပြီးတော့ကျမတို့တနိုင်ငံလုံးတော့မလွှမ်းချုံဘူးတနိုင်ငံလုံးတော့မလွှမ်းချုံပေါ့နော်ဒါပေမဲ့ကျမတို့မနစ်က2014ကစပြီးတော့မှကျမတို့လူမှုဝန်ထမ်းဦးစီးဌာနနဲ့ဒီကလေးဖြစ်ရစီမံခန့်ခွဲမှုဆိုပြီးတော့မှ case management unit ဆိုပြီးတော့မှ ကျွန်တော်တို့လူမွေနိုင်ဦးစီးဌာနအနေပြီးတော့မှမြန်မာတပြည်လုံးမှာ28မျိုးနယ်မှာစပြီးတော့မှအဲ့ဒီ unit တွေကိုစပြီးတော့မှတိစောက်တယ်ကျွန်တော်တို့ save the children နဲ့ကျွန်တော်တို့ရဲ့မိဖက်အဖွဲ့အစည်းတွေကတော့မြို့နယ်20မှာပေါ့နော်ကျွန်တော်တို့ကလေးငယ်ဖြစ်ရစီမံခံခွင့်မှုကိစ္စကိုဆောင်ရွက်တဲ့နေရာမှာ2015ရဲ့ figure အရဆိုလို့ရှိရင်ကျွန်တော်တို့အမှုပေါင်း အာတရားနဲ့တမှုရှိပါတယ်เนาะမြို့နယ်20မှာတရားနဲ့တမှုတက်ပါတယ်အဲ့ဒါကအာကလေးကိုဒီလိမ့်ပိုင်းဆိုင်ရာစံဖက်တာရောနောက်ပြီးအတ္တမပြုကျင့်တဲ့အမှုအကုန်လုံးပေါ့เนาะတရားတမှုတွေမှာ ီဟိုဟာယောက်ျားလေးဟိုဟာပေါ့ပြုကျင်ခံရတာ2ဦးအမိန်ကလေးကနေပြီးတော့မှပြုကျင်ခံရတဲ့ဥစ္စာက60နဲ့ရှင်းအဲ့လောက်ရှိပါတယ်ဒီဖေကအရဆိုရင်မြန်မာပြည်မှာမြို့နယ်ပေါင်း330ပေါ့နော်330ကျမတို့မြို့နယ်20မှာတရာကျော် ရှိရဲဆိုတဲ့သဘောကပြန်ပြန်ကြည့်လိုက်ရင်တမြို့နယ်မှာ9မှုရှိရဲရှင်း ဲ့တော့330တာတစ်နှစ်အတွင်းမှာ330မှာငါးမှုနဲ့တာသွားရဲဆိုလို့ရှိရင်ဒါ1600ကျော်ရဲပေါ့နော်စိတ်ပူစရာအချိန်ဒီမှာရှိပါတယ်ရှင်ဘာမှမဖြစ်မလို့ခုနကတော့ချက်လေးပါကိုမျိုးသားတစ်မေးတယ်လို့ပဲကျွန်တော်တို့က main ကလေးတွေဆိုလို့ရှိရင်တော့တို့ကနားလည်မယ်ဆိုတော့အစွဲလေးอ่ะကျွန်တော်တခါကျပုံစံခွက်တဲ့လိုပြန်ဝင်နေတယ်လို့ပဲဗျာအမှန်ဒီလိုမျိုးကိစ္စကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ကလေးတွေရဲ့အကြောင်းအရာနားလည်ပြီးတော့ child psychology ကလေးတွေရဲ့ခံစားချက်ကိုသဘောပေါက်တော့သူမျိုးဆိုပို့ပြီးတော့လွယ်ကူမိမိမတိုင်းကလည်းခရီးကြောင်းသားလေးဆိုကျွန်တော်တို့ကျွန်တော်တို့ကြုံတွေ့နေတာတချို့ကအမျိုးသမီးပုံစံဖြစ်ပေမဲ့အမျိုးသားရဲ့စိတ်ကိုအုံနောက်ထဲမှာထည့်ထားတော့အမျိုးသမီးလည်းရှိတတ်တယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကကျွန်တော်ဒီကိစ္စကလေးကိစ္စဖြစ်တယ်ကလေးကိုနားလေတော့ယောက်ျားဖြစ်ပါစေမိမဖြစ်ပါစေဒီဟာကိုကျွန်တော်တို့ကပို့ပြီးတော့လှုပ်ဆောင်မှုလိုအပ်တယ်အဲ့တော့စဉ်းစားဖို့ကိစ္စကျွန်တော်တို့ပြောချင်တာကအမျိုးသမီးကိုယ်တိုင်ကခုနလိုကလေးကိုဟောက်တတ်တော့ကလေးကိုချိန်ချောက်တတ်တော့ပုံစံဖြစ်ရင်ကလေးကခံစားချက်ဖြစ်မှာပဲ ယူနီဖောင်းကြီးနဲ့ကလေးအရန်ကြောက်တတ်တဲ့ဝစ်စုံကြီးတွေဝစ်လုံကြီးတွေယူနီဖောင်းကြီးရဲ့ဝစ်တို့ချင်းယောက်ျားဖြစ်ပေမိန်းမဖြစ်ကလေးကြောက်မှာပဲအဲ့ဒါလေးကိုပို့ပြီးတော့ကျွန်တော်ပြောတာမျိုးသားအုံနောက်ထည့်ထားတဲ့မျိုးသမီးတွေရှိနေရောရှိတော့ရှိတယ်ဒါပေမဲ့အခုကျမနောက်ဆုံးစစ်ခဲ့တဲ့ဒီကလေးသူငယ်မရိမှုပေါ့နော်အဲ့ဒါမှဆိုလို့ရှိရင်ဘာသာရေးလုံနေတဲ့ပုံကိုတယောက်ကနေပြီးတော့ကလေး၃ယောက်ကိုသူ့เจ้าမှာဟိုနေတဲ့မိဘမဲ့ကလေး၃ယောက်ကိုစော်ကားတယ်အဲ့တော့ကျမတို့က ဘလောက်ထိစူးစားရလဲဆိုအဲ့နေရာမှာဥပဒေလောကလူတွေစူးစားဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောချင်တာမြို့နယ်ကိုအမှုတင်လိုက်တယ်မြို့နယ်အမှုတင်တော့မြို့နယ်ဆိုရင်ခုနှစ်နှစ်နဲ့ပြီးမှလူငိမ့်သက်သာလာရင်ခဏလေးပြန်လွတ်သွားမှာအဲ့တော့ကျမတို့ကခရင်ရောက်အောင်မနှဲကိုစူးစားပြီးလုပ်ရတယ်ရောက်လာတဲ့အချိန်မှာဒီကလေးတွေကိုကျမတို့ကိုယ်တိုင်ကသူတို့ထွက်ရဲအောင်နောက်တစ်ခါဒီတရားသူကြီးဥပဒေအရာရှိတွေနဲ့ရုံးကိုပေါ့နော်ဟို pre trial လိုမျိုးပေါ့သူတို့ရုံးကိုခေါ်လာပြတယ်မကြောက်မညွန့်ထွက်ဖို့ အဲသူတို့ဟိုပညာပေးရတာဒီကလေးလေးတွေကိုကျမတို့ကနည်းနည်းလေးတွေနှီးပေးလမ်းပြလေးတွေလုပ်ရတယ်။အဲ့ဒီကလေးတငယ်နားလေတဲ့ပုံကိုယ်တွေကတောင်းယူစားဖို့လိုတာလားတကယ်တမ်းခုနပြောလို့တရားရင်တကယ်လက်တွေ့အတွေ့အကြုံရတရားသူကြီးတို့ဆွဲချလို့ခေါ်တဲ့ဥပဒေရရှိလို့တစ်ဖက်ရှိနေလို့ဒါတွေကအမျိုးသမီးဖြစ်နေပို့ပြီးတော့ကောင်းလား။အမျိုးသမီးဖြစ်တာတော့ပိုကောင်းတယ်။အဲ့တော့ကျမတို့စစ်တဲ့အချိန်မှာတရားသူကြီးကအဲ့ဒီကလေးကိုသူ့အနာကိုခေါ်ပြီးတော့ဒါနွေ့နွေ့ထွေးထွေးလုပ်တဲ့တရားသူကြီးအမျိုးသမီးပေါ့။မေးတယ်အသေးစိတ်မေးတယ်မေးပြီးရင်ကလေးကိုသူ့နေရာသူပြန်လွှတ်တယ်။ အဲ့ဒီအမှုမှာတက်တက်တကျွန်းချလိုက်တယ်အဲ့ဒီအခန်းဆိုတော့ဒါကပြည်ထောင်နဲ့ဟိုကပြမှုနဲ့မြန်မာတို့ကျွန်တော်တို့ကဟုတ်ကဲ့ကျင်းတဲ့ဟုတ်ကဲ့ဟုတ်ကဲ့ခုနစကားဆက်ရင်လောလောဆယ်တော်ဒီ Facebook မှာမြေကွန်းတခုကျွန်တော်မေးချင်ပါတယ်ဒီ Winthe ဆိုတဲ့နာမည်နဲ့ရေးမေးလာတဲ့လူပါဆွဲချစ်တင်ပြီးတဲ့အမှုပေါ်ထိရရအဖြစ်ပေးအရေးနိုင်မှုတရားသူကြီးတွေမှာလွတ်လပ်တဲ့တရားစီရင်ခွင့်ရှိလားမရှိရှိအောင်ဘယ်လိုလုပ်မလဲကျွန်မလေ့လာတလောက်တော့တို့ရဲ့စီရင်ထုံးတို့ရဲ့ပုံသွားနေတဲ့လမ်းကြောင်းအတိုင်း သွားကြတာပုံများပါတယ်ဒါကြောင့်မလို့ဟိုလွတ်လပ်တဲ့စီရင်ပိုင်ခွင့်ဆိုတာဘာကိုအဓိကပို့ပြောချင်တာလဲပေါ့နော်အဲ့မေခွန်းလေးတော့ကျွန်မပြန်ပြီးတော့မေးချင်ပါတယ်လွတ်လပ်တဲ့စီရင်ပိုင်ခွင့်ဆိုတာဘာကိုပြောလဲဥပမာမြင်အတွေ့အကြုံအရဆိုလွတ်လပ်တဲ့စီရင်ပိုင်ခွင့်ဆိုမှန်ကန်ရမယ်တိကျရမယ်မျက်နှာလိုက်မှုမရှိအောင်ဒါကကျွန်တော်တို့တရားရေးစီရင်ရေးမန်တန်ရဲ့အလိုအပ်တဲ့အချက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတစ်ခုကတော့တရားစီရင်မန်တန်ကနေရာတိုင်းမှာကျွန်တော်တို့ရိုက်လဲနေတာတွေပြက်စီးနေတာတွေကျွန်တော်တို့တွေ့ရတယ် လက်စားမှုတွေပါဝင်နေတယ်ငွေများငွေနိုင်ဖြစ်နေတဲ့ကိစ္စကဒီမန်တိုင်တစ်ခုရဲ့အားနည်းချက်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အဲ့အဂရီလိုက်စားမှုအပြင်မလီယောဩဇာတုံးတဲ့ဟာတွေရှိတယ်မဘဲဖွဲ့စည်းရဘဲလူကြီးနဲ့ခင်လို့ဘဲပုံကုန်နဲ့ခင်လို့ဒါမျိုးတွေရောအခုတွေ့ကြုံနေရှိတယ်မလီယောဩဇာတုံးတဲ့ဟာကတခြားအမှုတွေမှာများတယ်အထူးသဖြင့်တော့နိုင်ငံရေးအမှုတွေမှာတော့များတယ် ဒီလို rate တို့ဘာတို့ကတော့အဲ့ဒီလောက်အထိမလျော်သုံးတာအာမခံပေးလိုက်ရရှိရကျူးလွန်သူအာမခံပေးရအပြင်မှာထားရတာရှိရဟုတ်ကဲ့ဟိုမြေကြီးနားဘက်မှာလားမသိဘူးတစ်ခါဟိုကျမတို့ဟုတ်ကဲ့ကြားလာတာရှိပါတယ်အဲ့ဒါကတော့အဲ့ဒီပုံကဘလောက်တောင်ဝေချမ်းသာနေလဲတော့မသိဘူးပေါ့နော်အဲကျမတို့ခုကြုံရတဲ့နောက်ပိုင်းမှာတော့အဲ့ဒီလောက်မရှိပါဘူး။တွေ့ကြုံနေမှာတော့မလို့ဩစာလုတ်တဲ့ဥစ္စာတွေကနေရအနှံ့ပြမယ်ရှင်။ကျမတို့ဥမာတခုပြောရမယ်ဆိုရင်ကျမတို့မွန်ပြည်နယ်မှာ ဒီ၃နှစ်ကလေးတယောက်ကိုအသက်80ပေါ့နော်သူအိမ်နီနာချင်းကနေပြောမှလိမ့်ပိုင်းဆိုင်ရာဒီသူ့ကိုအာဓမပြုတ်ကျင်လိုက်တယ်ပြုတ်ကျင်လိုက်ပြောမှဒီအမှုကိုကျမတို့အာမွန်ပြည်နယ်မှာကျမတို့တင်တဲ့အခါမှာပေါ့နော်အဲ့ဒီမှာအဂတိလိုက်စားမှုတွေပါပြောမှအမှုကလုံးဝပျောက်သွားတယ်ပျောက်သွားတယ်အတွက်ကြောင့်မလို့ပေါ့နော်ကလေးဘက်ကရှုံးသွားလို့ကျမတို့ကနေတခါခရိုင်ကိုပြန်တင်ပြီးတော့မှဒါအမှန်တိုင်းဖြစ်အောင်လုပ်ပေးပါဆိုပြီးတော့တခါပြန်တင်ရတယ်ပေါ့နော်ဒါတွေက အခုလုံးလုံးဆယ်လည်းဖြစ်နေတယ်ပြီးခဲ့တဲ့အပတ်ကပဲကွန်ချန်ကုန်းမှာဒီကျမတို့ရဲ့မတန်ဆွမ်းကလေးကိုပေါ့နော်သူအင်ဂျင်နာချင်းကနေပြီးတော့ခြေနောင်ထဲမှာဝင်ပြီးတော့ပြုတ်ချင်းမှုစ조사တယ်ဒါပေမဲ့မအောင်မြင်ဘူးဒါကိုသိတယ်တင်တယ်ဒါပေမဲ့အခုလက်ရှိမှာဘာဖြစ်နေလဲဆိုတော့အဲ့ဒီကလေးကနေပြောမှာအဲ့ဒီလူကိုပေါ့နော်နာမည်ဖြတ်ချင်တယ်နာမည်ဖြတ်တဲ့အတွက်ကြောင့်မို့လို့မဟုတ်ဘဲနဲ့နာမည်ဖြတ်ပါတယ်ဆိုပြီးအမှုကပြောင်းပြန်ဖြစ်သွားပြီးအခုကလေးကပြန်ပြီးတော့ပေါ့နော်ဒီဟာကိုရင်ဆိုင်နေရတယ်ပေါ့နော်အဲ့တော့ကျမတို့ရဲ့ဒီဟိုပါပေါ့နော်ချင်းချင်းလေးမလျော်ဩဇာတုံးတဲ့ကိစ္စကြီးမလျော်ဩဇာတုံးတဲ့ကိစ္စကြီးကတော့တော်တော်လေးကို တိတာပါတယ်ရှင်ဖြစ်နေတဲ့ဥစ္စာအဲ့တော့ပြည်မှုဆိုင်ဥပဒေပုံမှာ3.6 3.5ကတော့ကျွန်းလွန်တဲ့အကြောင်းရင်းတွေကျွန်းလွန်တဲ့ဟိုပြည်တံရဲ့တတ်မှတ်ချက်တွေတမ3.6ကပြည်တံပြည်တံမှာတသက်တကြုံအထိဖြစ်စီဟုတ်ကဲ့တသက်တကြုံတော့မဟုတ်10နှစ်10နှစ်အထိထောင်နဲ့တမျိုးမျိုးဖြစ်စီဖြစ်စီတော့မဟုတ်ဘူး10နှစ်ဖြစ်ကြမဟုတ်10နှစ်အထိထောင်နဲ့တမျိုးဖြစ်စီဆိုတော့6နှစ်လောက်ချာချာ9နှစ်လောက်ချာဟုတ်ကဲ့အဲ့တော့တကယ်လည်းမထိရောက်ဘူးလားထိရောက်လားဘယ်လိုသဘောရလဲအဲ့တော့ထိရောက်အောင်လုပ်ဖို့ပါဆိုပါတော့ရှိတဲ့ဥပဒေအရာရှိတို့ခုနကလိုမျိုးမလျော်ဩစာတုံးလို့ပြည်နယ်လျှော့ပေးလိုက်တယ် က်ဆိုင်ရာဥပဒေရင်းကနေပြီးတော့ဒီအမှုကိုတက်နိုင်တယ်လေအယူခံတက်နိုင်တယ်ပြင်ဆင်မှုဖွင့်နိုင်တယ်ဒီအမှုကိုလိုက်ပါဆောင်ရွက်တဲ့ရှင်းနေတွေကတူတာကလုံလုံလောက်လောက်ချရင်ဘာလို့အပေါ်ရုံတက်ဆရာလို့တက်ဆရာမလို့ဘူးဥပဒေအခွင့်အရေးဆိုရင်အပေါ်ရုံတက်နေကြာနေမှာပေါ့နောက်ပြီးတော့ရုံချင်းတွေကပြည်တွင်းကဗမာတွေဗမာကလေးမတွေဖြစ်ရင်ကြတော့ကြာပြီးတော့အမှုရုံချင်းတွေတစ်ချိန်နဲ့မပြီးနှစ်ချိန်နဲ့မပြီးဆယ်ချိန်နဲ့မပြီး၅ချိန်နဲ့နိုင်ငံခြားသူဖြစ်ရင်ကြတော့ညနေ၄ရက်နဲ့ပြည်ထောင်ရေးအများကြီး53နှစ်တော့နှစ်20ချာဒါရော အဲ့လို53နှစ်တို့ဘာလို့ဖြစ်သွားတာကတော့သူကပစ္စည်းလူရတာပါမယ်လူတတ်တာပါမယ်အဲ့လိုတခြားပုံမှန်တွေနဲ့ပေါင်းတာပါသူပြည်ထန်အရာတော့စက်တက်တကြုံ10နှစ်ဒါအမြင့်ဆုံးပါပဲအဲ့တော့ကျမတို့ကဒီတရားစီရင်ရေးမှာတကယ်ထိရောက်စေချင်တဲ့ဆိုရင်ဒီပြည်ထန်ကိုဒီတဲ့မြင့်မလားအဲ့မလျော်ဩဇာရှင်ဘုရားထက်ပိုင်းကျွန်တော်ကကလေးခွင့်ရရှုတော့ကပုံပြီးရင်တက်ပါခုနကတော့ပုံမှကအရွယ်ရောက်သေးတဲ့သူကျွန်တော်တို့ကျူးလွန်တဲ့ဟာမျိုးဖြစ်တယ် ဲ့တော့ကလေးကိုကျူးလွန်လို့ရှိရင်ခုနကတော့တတ်မှတ်ထားတဲ့ဥပဒေထက်ကိုပုံမူပြီးပြင်းထန်သောဥပဒေတစ်ခုကရှိရမယ်။အဲ့ဒါမျိုးတကူမှကျွန်တော်အနေဆုံးထက်ကိုရှော့ချလို့မရတော့အရာမျိုးရှိမှကလေးတွေပုံမူကာကွယ်ရရောက်ပါလိမ့်မယ်။ဥအောင်မျိုးမြင်းထောက်ပြတာလည်းမှန်ပါတယ်။ဒီအတွက်လည်းတရားလွှတ်တော်ရှင်းနေလည်းဖြစ်တယ်ပထမဆုံးလွတ်တော်ရဲ့လွတ်တော်မှာလည်းဖြစ်တဲ့သင်ငန်းကျောင်းအမှတ်ဦးသိန်းကြီးကဒါတော့ထောက်ပြဟုတ်ကဲ့ကလေးတွေအတွက်တသက်ဥပဒေတစ်ခုပြဋ္ဌာန်းပေးပါဒီကလေးတွေကိုကျူးလွန်တဲ့မရင်းမှုတွေမရင်းကောင်တွေကိုတေတံအထိပြည့်စုံချပါဆိုရင်သူပြောတယ်မှာလွတ်တော်မှာသူ၃ချိန်လောက်ကြိုးစားမှာတစ်ချိန်မှမအောင်မြင်ဘူး သဘောကတော့လွတ်တော်ကိုယ်စားလှယ်အများစုပြည်သူကိုယ်စားလှယ်တွေကဒါကိုလက်မခံဘူးဆိုတဲ့သဘောရှိတယ်။ကိုယ်စားလှယ်အစ်စ်မှာကျမတို့ထပ်စ조사ကြတာပေါ့။ဒါနဲ့ပတ်သက်ပြီးတော့တခြားကုစားလှယ်လမ်းရှိလား။ပထမချိန်မှာတော့မအောင်မြင်ခဲ့ဘူး။ကျမအနေနဲ့ကတော့ဒီဥပဒေပိုင်းဆိုတာတဲ့ဒီကလေးတွေကိုယ်တိုင်ကဘယ်လိုထုတ်ပြောမလဲဆိုတဲ့အပိုင်းကိုပို့ပြီးတော့မိမောင်းထုတ်ပြခြင်းနဲ့ပေါ့နော်။ဒီကလေးတွေကစကားပြောလာဖို့သူတို့ကိုတကယ်ပဲ facilitate လုပ်နိုင်မဲ့ counselor ဒါမှမဟုတ် child psychologist တယောက်ကသူတို့နာမအများရန်ရှိဖို့လိုတယ်။ကလေးစကားပြောလာဖို့ဆိုတချို့က၃နှစ်တော့ ဟုတ်ကဲ့ဒါဆိုလို့ရှင်တော့စကားတော့လေစကားတော့မပြောနဲ့ကျွန်တော်လည်းတော့မပြောရသေးဘူးဘာဖြစ်လို့လဲဆိုတော့ကျမဒီလိုပြောတာကျမအတွေ့အကြုံအရကျမတို့ရဲ့အဖွဲ့အစည်းအရကျမတို့အဓိကသွားနေရကြတော့ဆက်ချော်သက်မိန်ကလေးတွေဖြစ်တယ်ပေါ့နော်ဒါတပိုင်းပေါ့အကဲရဲ့ကလေးတွေကြားလို့ရှင်တော့တို့အတွက်ကလုံခြုံတဲ့နေရာပေါ့ပြီးတော့တို့မိသားစုကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မသိခဲ့တော့၎င်းတိပြီးရနောက်ပိုင်းမှာဒီကလေးနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာတွေ အော်ဒီရောက်ပိုင်းဆိုင်ရာတွေဖွံ့ဖြိုးမှုတွေမှာပြန်ပြီးတော့ထောက်ပံ့ပေးဖို့အများကြီးလိုတယ်ပေါ့နော်။ဒါကြောင့်မလို့တရားစီရင်ရေးဌာနကိုသွားမယ်ဆိုရင်တောင်မှသူတို့မှာစိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေရောက်ပိုင်းဆိုင်ရာအားနည်းချက်တွေအများကြီးပံ့ပိုးပေးဖို့လိုတယ်ပေါ့နော်။ဒါလည်းတစ်ချက်ပါ။ကျွန်တော်ကုစားရေးပတ်သက်ပြီးဒုတိယပိုင်းမှာဆက်ဆွေးနွေးပါမယ်။ပြည်သက်ကိုလည်းလှည့်ပေးပါမယ်။အခုတော့သတင်းပေးပို့ချက်တစ်ချက်ကိုကြည့်ကြပါအောင်ဗျာ။ရှင်ကျင်းမှုအစဉ်လာကြီးမားပြီးရိုးရာတလေထိမ့်သိမ့်တဲ့နေရာမှာနေမိကြည့်တဲ့မြန်မာနိုင်ငံမှာအမျိုးသမီးတွေပေါ်အထမပြုခြင်းမှုတွေတစ်နှစ်တစ်နှစ်ပုံများလာပါဗျာ။အဲ့ဒီတဲမှာ အသက်16နှစ်ယောက်ကလေးသူငယ်တွေပေါ်ကျွလွန်မှုတွေဟာတိတိတသာတိုးလာတာကိုတွေ့ရပါတယ်2010ခုနှစ်ကနေ2015ခုနှစ်အတွင်းမြန်မာတနင်္ဂနွေလုံးမှာမရေမှုပေါင်း3000ကျော်ဖြစ်ပွားခဲ့ပြီးထပ်ဝလောက်ဟာကလေးသူငယ်တွေပေါ်ကျွလွန်မှုတွေဖြစ်ပါတယ်မြန်မာနိုင်ငံပါဝင်ကမ္ဘာပေါ်မှာကလေးတန်းကျော်ဟာလင်ဆော်ကားမှုခံရရတယ်လို့ဩစတြေးလျနိုင်ငံမှာခြေစိုက်တဲ့နိုင်ငံတကာကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Chinese ဖွဲ့ကဆိုပါတယ်မြန်မာနိုင်ငံမှာကလေးသူငယ်တွေရဲ့အခွင့်အရေးတွေကာကွယ်စောင့်ရှောက်နိုင်ဖို့ ကလေးသူငယ်ကာကွယ်စောက်ရှောက်ရေးရဲတပ်ဖွဲ့စုကို2013ခုနှစ်ဇန်နဝါရီလကစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။သို့တော်လည်းတက်ငယ်မရေမှုတွေဟာတိုးမြဲတိုးလာနေရပါအခုလိုကလေးသူငယ်အဓမ္မပြုကျင့်မှုတွေတိုးပွားလာတာကိုရှော့ချနိုင်မှုအသက်16နှစ်မပြည့်သေးတဲ့ကလေးသူငယ်တွေပေါ်မရေမှုကျွလွန်သူကိုတည်တံဖြစ်စေတသက်တကြုံဖြစ်စေပြည်တံချမှတ်နိုင်မဲ့ဥပဒေချမ်းကိုပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကပထမအကြိမ်လွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။အဲဒီဆိုရှုံးနေသွားခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီး ဥပဒေပညာရှင်အချို့ကတော့တေတံဆိုတဲ့အချက်ကိုတိတ်လက်မခံပဲမရိမှုဖြစ်စဉ်အတွက်တရားစွဲဆိုနိုင်တဲ့ရာဇဝတ်ကြီးပုံမှ36ရာတတ်မှတ်ထားတဲ့ပြည်တံဖြစ်တဲ့ထောင်နှံ10နှစ်သို့မဟုတ်တသက်ကျွန်းကိုသာတိတိကျကျချမှတ်ဖို့ဆိုပါတယ်